တာရတဲ့နေဖြစ်ချက်ပါစေလို့အားလုံးကိုຫນွေဦးမြချင်းနဲ့ကနေမှဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမဦးဆုံးအားလုံးကိုကျေးဇူးတင်ကြောင်းအရင်ပြောချင်တယ်။ຫນွေဦးမေကိုချစ်လို့ပဲဖြစ်ဖြစ်နော်မချစ်လို့ပဲဖြစ်ဖြစ်ຫນွေဦးမေရဲ့ channel ကိုအားပေးတဲ့သူရောက်စီတိုင်းကိုຫນွေဦးမေကျေးဇူးတင်တဲ့ဆိုတဲ့အကြောင်းပြင်းຫນွေဦးမေရဲ့ကျမရဲ့ကိုဂရုစိုက်ပေးတဲ့သူရောက်စီတိုင်းကိုလည်းပဲအထူးပဲကျေးဇူးတင်နေဆိုတဲ့အကြောင်းပြောချင်တယ်လူတွေကိုကြည်လိုက်တိုင်းစိတ်ရချမ်းသာဆုံး လူကိုပြောပါဆိုရင်နံပါတ်1ကဦးမေအောင်လိုင်းဒါကငါတို့မြန်မာနိုင်ငံရဲ့ခေါင်းဆောင်အမြဲတမ်းပြောနေတာယူယူလေးနဲ့မျက်နှာကဘာကျော်တော်မမီနိုင်ဘူးကွာဆိုတာကဦးမေအောင်လိုင်းပဲနောက်တယောက်ကတော့ခမားတို့ရဲ့အချစ်တော်ကြီးချင်းကေကိုချင်းကေကိုလည်းသူ့ကိုကြိုက်တယ်လို့ဆဲဖုံးလေးလုံးကပစိုးကြဲထဲမှာထိုးပြီးတော့မှသူ့ကိုကြိုက်တယ်လို့ဆဲဘာဖြစ်ဘူး အပိသူတခြင်းတစ်ပုတ်ထွက်လာလိမ့်မယ်ဒီနေ့ကတော့ပထမဦးဆုံးအောင်ပွဲသတင်းနဲ့အရင်စချင်တယ်ဧပြီလ25ရက်နေ့တုန်းကစစ်ခွေးအကောင်600ကျော်နဲ့ကားမိုင်းကနေမှဖကန်ဘက်ကိုတက်လာခဲ့တဲ့ပြည်သူခွေးတွေနဲ့စစ်ခွေးတွေကိုကျတော့ KIA နဲ့ပူပူပေါင်းတော်လာရေးတွေဘက်ကနေမှကြားဖြတ်တိုက်ခိုက်ခဲ့တယ်။အဲ့ထဲမှာမူဥပင်မှာလဲခွေးတွေ150ကျော်လောက်တေသွားခဲ့တယ်။ကတ်မော်မှာ အခြေချနေထိုင်တဲ့ပြည်သူခွေးတွေနဲ့စစ်ခွေးတွေကိုတိုက်ခိုက်တဲ့အခါမှာလေခွေးအကောင်50တေသွားပြီးမှလက်နဲ့ခေရန်တွေများပြားတိမ့်စီနိုင်ခဲ့တဲ့အဲ့မှာအခြေချနေထိုင်တဲ့စခန်းကိုလည်းကျွန်တော်တိမ့်စီရရှိနိုင်ခဲ့တာဖြစ်တဲ့ပြီးတော့ကျန်တဲ့စစ်သားတွေကစစ်ခွေးတွေကိုခေါ်ပြီးမှလေရင်တွေဒုံးတွေနဲ့တိုက်ခိုက်ခဲ့တယ်ဒါပေမဲ့လက်ပဲမနဲ့ကတော့တိုက်ပွဲထဲမှာစစ်ခွေးအများအပြားကြီးကိုကျွန်တော်ဘဝတဘာကိုပို့ပေးနိုင်ခဲ့တယ်အခု တွေ့ရတဲ့အတိုင်းပဲလက်နဲ့ခဲရံနေအများကြီးရရှိခဲ့တယ်။ကြွဒီဥစ္စာကိုလက်နဲ့ခဲရံပဲရှိတယ်။ဒါပေမဲ့ဘာကြောင့်လဲမသိဘူး။ဗီဒီယိုတင်ပေးတယ်။ YouTube ကနေလက်မခံတော့ကြွပြန်ဖြုတ်ချလိုက်ရတယ်။လက်နဲ့ခဲရံနေအများကြီးတိတ်ဆိတ်နိုင်ခဲ့တယ်မင်းကဆိုတော့ စစ်ခွေးနဲ့ပြည်သူခွေးတွေကဖကန့်ဘက်ကိုမတာဝင်းကြီးအနေနဲ့ပဲဝင်ရမယ့်အခြေအနေဖြစ်နေတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ပြီးတော့နောက်သတင်းတစ်ပုတ်အနေနဲ့ကတော့ကျွန်တော်ဗီဒီယိုတူတူလေးကိုအရင်ကြည့်ရအောင်နော်နော်နိုင်ငံရေးဆိုတာဒါပြည်သူအသံနားထောင်ဖို့လိုတယ်နော်ပါဝင်သက်ဆိုင်သူအကုန်လုံးပေါ့နော်ကျမတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒါတိုင်းရင်းသားလက်နက်ကိုင်နေလဲအများကြီးရှိနေတဲ့အခါကျဒီအတန်နေလဲနားထောင်ဖို့လိုပါတယ်ရှင်နားထောင်ပြီးတော့မှသဘောတူညီချက်တွေကိုလည်းသဘောတူထားဖို့လိုတယ်လीဒါလေးက အာလုံလို့ရပါတယ်ရှင့်။ဒီအခုလည်းလုံနေပါတယ်ရှင့်။ခွေးကျဘူးကရုရှားမှာလည်းပဲဒီနစ်ကုံမှာရွေးကောက်ပွဲပါတီစုံဒီမိုကရေစီကိုလုံမယ်လို့ပြောတယ်။ပါတီစုံဆိုတဲ့အသိပဲလဲတို့နားမလဲတို့ဒီမိုကရေစီဆိုတဲ့အသိပဲလဲနားမလဲဘူး။ခွေးကျဘူးကလည်းပါတီစုံဒီမိုကရေစီကိုသူကသဘောကျတယ်လက်ခံတယ်လို့ပြောတယ်။ဆိုတော့အခု तू အဲ့လိုမျိုးပြောလိုက်တဲ့အတွက်ကြောင့်မနေ့ကတော့တက်တက်ခိုင်တို့ကတို့ပါတီဘက်ကနေမှ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အဥ္စာကိုသူတို့ဆွေးနွေးခြင်းအစည်းအဝေးကိုလုပ်ခဲ့တယ်။အဲ့ထဲမှာတက်တက်ခိုင်ပြောသွားတဲ့စကားဖြစ်တယ်။အဲ့ထဲမှာအချုပ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့နိုင်ငံရေးဆိုတာဟာပြည်သူတွေရဲ့အတန်ကိုနားထောင်ရမယ်။ပြီးလို့ရှင်ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာလက်နက်ကင်တဲ့တိုင်းရင်းသားတွေအများကြီးရှိတယ်။ဒီတိုင်းရင်းသားလက်နက်ကင်တွေရဲ့အတန်တွေလည်း နားထောင်ရမယ်ပြီးလို့ရှိရင်တိုင်းရင်သားတွေရဲ့သဘောသဘောတူညီမှုကိုလည်းရယူရမှာဖြစ်တယ်ပြီးတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့တိုင်းရင်သားတွေနဲ့အတူလက်တွဲရမယ်လက်တွဲဆရာလို့တလို့သူတို့လည်းအခုကနေမှတိုင်းရင်သားတွေနဲ့လည်းပဲလက်တွဲဖို့အစီအစဉ်တွေလုပ်နေတယ်လို့ပြောတယ်ဒီနေ့ပြည်သူတွေရဲ့အတန်ကိုနားထောင်ရမယ်လို့ပြောလိုက်တဲ့အခါမှာမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေရဲ့ရာခိုင်နှုန်းကိုကြည့်မယ်ဆိုလို့ရှိရင်ဘယ်လောက်ရာခိုင်နှုန်းကဒီနေ့ဒေါ်လာရေးထဲမှာပါဝင်နေတယ်လဲ နော်ဒီနေ့ကျွဲတော်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုဒီအားလုံးထဲကတရားပုံထဲကနေမှ95ရာခိုင်နှုန်းကတော်လာရေးထဲမှာပါဝင်နေတာကိုအားလုံးသိတယ်ဒီ9ရာခိုင်နှုန်းလောက်ပဲဘောမနေကြတယ်ဒါကြောင့်မို့ဒီနေ့နေရတကားမှာဖရဲတီးဆိုတာတွေရှိလာတယ်ပြည်သူလူထုဒီကနေပူပေါင်းပါဝင်ခြင်းမရှိဘူးဒါကြောင့်ခွေးကျဘူကလည်းရုရှားကနေခွေးတိုးပေါက်ကနေပြန်လာတဲ့အခါမှာတူလေးရင်ပေါ်မှာသူဘာပြောခဲ့တယ်လဲ အရင်တုန်းကဒီတတ်မတော်နဲ့ပြည်သူလူထုကြီးပူပေါင်းပြီးမှဖက်စစ်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ပြောတယ်တတ်မတော်ကြီးပဲတိုက်လို့အောင်ခဲ့တာမဟုတ်ဘူးပြည်သူတွေနဲ့ပူပေါင်းပြီးအောင်မြင်ခဲ့တယ်လို့ပြောတယ်ဆိုတော့ဒီနေ့ဘာကြောင့်မို့ဒီ PDF ဒီတိုက်ရင်သားတွေဟာဒီနေ့ဒီအချိန်မှာဘာကြောင့်မို့စစ်ခွေးတွေကိုဒီလောက်ထိတိုက်ခိုက်ပြီးမှအောင်မြင်နေတယ်လဲဆိုတော့ပြည်သူတွေက တော်လာရေးတွေဖြစ်နေလို့ပဲနော်ပြီးသူဒီရဲ့ထောက်ခံမှုကိုတလုံးတစ်ခဲကြီးရရှိနေတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့တော်လာရေးထဲမှာအောင်မြင်နေတာဖြစ်တယ်ဒီနေ့ဘာကြောင့် PDF တွေဟာလက်နဲ့တုံးနဲ့နက်နဲ့တနဲ့ပေါ့နော်တချို့ဆိုရှယ်လာတာအဲ့လောက်လေးနဲ့ဘာကြောင့်မို့ဒီလောက်အထိတိုက်ခိုက်ရေးထဲမှာတော်နေတယ်ဆိုလို့ရှိရင်ပြီးသူဒီရဲ့မျက်နာကြည့်တယ်ပြီးသူဒီရဲ့အပေးတန်တွေကိုသူတို့ကြားနေရတဲ့အတွက်ကြောင့်သူတို့ဟာဒီတော်လိုင်းရေးထဲမှာ အာအတုံခွန်ဆက်စိတ်နှလုံးအားလုံးနစ်ပြီးမှပါဝင်နေတဲ့အတွက်ကြောင့်ဒီနေ့ကျမတို့27ဒေါ်လာရေးဟာအောင်မြင်နေရတာဖြစ်တယ်ဆိုတော့ဒီတော့တက်တက်ခိုင်ဟာနိုင်ငံရေးတမားတွေဟာပြည်သူတွေရဲ့အတကိုနားထောင်ရမယ်လို့ပြောတဲ့အခါမှာနင့်တို့ရဲ့နားအထဲမှာဘာအတန်ကြီးကြားနေတယ်လဲ ပြီးသူဒီနင်းတို့စစ်ခွေးတွေကို မကြိုက်ဘူးဒီနင်းတို့လုံမဲ့ဗာလဲရွေးကောက်ပွဲကိုလက်မခံဘူးဆိုတော့အတန်နေနင်းတို့နားထဲမှာမကြားဘူးလားနင်းတို့နားထဲမှာဟိုသေးသွားတဲ့နင်းတို့ရဲ့စစ်ခွေးတွေရဲ့အုံငိုတန်ဒီပဲနင်းတို့ကြားနေကြတာလားဒီနေ့ပြီးသူလူထုဒီက နင်တို့ဘောမပေးနေတဲ့ခွေးကြဖို့ကိုမကြိုက်ဘူးခွေးတွေအကုန်ဆင်းရမယ်လို့ဒီလောက်ပြောနေတာတခုနောက်တခုကတော့ခွေးတွေကိုဥဆောင်ကျင့်ပနေတဲ့ဒီနင်တို့ပြောပြောနေတဲ့ပါတီစုံဒီမိုကရေစီထဲမှာငရုစိတ်ဝင်စားဘူးလို့ပြောတဲ့အတန်ဒီရောနင်တို့မကြားဘူးလားပါလေပြည်သူတွေရဲ့အတန်ကိုနားထောင်ရမယ်။တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အတန်လည်းနားထောင်ရမယ်လို့ပြောတဲ့အခါမှာ တိုင်းရင်သားလက်နဲ့ကင်တိုင်းပြောတယ်ကိုရဲ့ပြင်းနေကိုလိုချင်တယ်လို့ပြောနေတဲ့အတန်နေနင့်တို့နားထဲမှာမကြဘူးလားနင့်တို့နားထဲမှာဗာကြားနေတယ်လားမင်းအောင်လိုင်းဦးနေတဲ့အတန်ပဲနင်တို့ကြားနေကြတာလားပြည်သူတွေရဲ့အတန်ကိုနားထောင်မယ်ဆိုလို့ရှိရင်တော့လူအတန်ဖြစ်တယ် ခွေးတွေကလူအတန်နားမလဲတာလားတော့မသိဘူးเนาะဒါကြောင့်ပြည်သူတွေရဲ့အတန်ကိုနားထောင်ခြင်းအားဖြင့်တော့လကောင်းဒီနေ့တိုင်းရင်သားလက်နက်ကင်တွေရဲ့အတန်ကိုနားထောင်ခြင်းအားဖြင့်တော့လကောင်းနင့်တို့ကိုမကြိုက်ဘူးပါတီစုံဒီမိုကရေစီဆိုတာဟာနင့်တို့လုတ်ချင်နေဆိုလို့ရှိရင်တော့အောင်ဆန်းစုကြည်ကိုထုတ်ပြီးမှ LLD ပါတီဒီပါဝင်မှငိုရောကလက်ခံမယ် ဒေါ်အောင်ဆန်းစုကြည်ဒီအရင်တော့နိုင်ခဲ့တဲ့ဥစ္စာတွေကိုလည်းထားလိုက်တကယ်လို့ပါတီစုံဒီမိုကရေစီကိုလိုချင်နေဆိုတဲ့ခွေးကျဘူးလည်းတူဟောင်းတဲ့အတန်တူတည်တယ်နင်းတို့လည်းဒီခွေးကျဘူးရဟောင်းတန်လေးတွေကိုကြားပြီးမှလုပ်တယ်ဆိုလို့ရှိရင်တော့ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်လိုက်ပြီးလို့ရှိရင်သူ့ကိုလည်းလွတ်လွတ်လပ်လပ်သူ့ NLD ပါတီကိုလှောက်ရှားခွင့်ပေးလိုက်ဘဘူးနိုင်မလဲဆိုတာကိုနင်းတို့ကြည့်ကြဒါဟာပြည်သူတွေရဲ့အတန်ဖြစ်တယ် နင်းတို့ကခွေးမဟုတ်ဘူးဆိုလို့ရှင်တော့လူတန်ဖြစ်ခဲ့ရင်လူတန်ကိုနင်းတို့ကြားရမယ်လို့ပဲပြောချင်တယ်နော်ဆိုတော့နောက်သတင်းသဘောအနေနဲ့ကတော့ကျွန်တော်ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်အောင်အဲ့မှာဒီဗီဒီယိုကိုနားထောင်တဲ့အခါမှာနည်းနည်းလေးနားစွန့်ပြီးတော့ကျွန်တော်နားထောင်စေချင်တယ်နော်ဥတီအေးကြီးကယူကော့ဘယ်ကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိန်ကပြည်ခိုင်ပါတီရဲ့တက်သွားတဲ့တမနာပြည်ခိုင်ပါတီမှာထိုစိန်ကဥက္ကဋ္ဌကဦးရွှေမန်း နောက်သူတို့ပဲတကောင်းရန်အာနာတိန်ဘွဲပါတီချင်းဖြစ်ကြတဲ့ဇလန်နီပြီးတော့မှသာနောက်တစ်ယောက်ပြောင်းသွားတာပေါ့နော်ဆိုတော့ထားပါတော့အဲ့ဒီတုန်းကဦးသိန်းစိန်အစိုးရကရွက်ကောက်ဘက်ပြန်လုတဲ့ခါမှာပြည်ခံပြောရတာအကယ်၍ညစ်ချင်သို့မဟုတ်မဲခိုးချင်မဲမတမမှုလုပ်ချင်တိတ်လုလို့ကောင်းတယ်ပြည်ခံပြောဒါပေမဲ့ဥတီရေးရလုံးဝအဆက်သားပေါ့ငါအမှန်တမ်းပဲလို့ငါမမရောက်ငါပဲပြည်ခံပြောပဲငါလမ်းပေါ်တယ်ငါမသိဘူးကောင်ငါတို့ကဘသူပဲဖြစ်ဖြစ်အဲဒါသူလုံးဝမှန်မှန်ကန်ကန်ယက်တီဖို့မှန်မှန်ကန်ကန်မဲရအောင်ကြိုးစားမယ်ဆိုစိတ်နဲ့သူကရှင်းပြရွက်ကောက်ဘက်ကိုဟိုတရားမျှတမှုပြအောင်လုပ်လိုက်တာ နိုင်ငံတကာဖွဲ့စည်းတွေကုန်ခေါ်ဟူခေါ်ဒီခေါ်ကုန်ခေါ်အာပါတီတွေကကုန်ခေါ်တိကျတဲ့ကနအချင်းချင်းဆွေးနွေးပြီးတော့မှအချင်းချင်းဝပြပြီးမှစနစ်တကျသူကအချင်းချင်းလုပ်ခဲ့တာပြောရရင်တော့ပို့ပြီးပွင့်လင်းခဲ့တယ်အဲဒါကြောင့်လည်းပြခိုင်ပြီးတော့ခုတ်ခက်လန်ကိုရှုံးသွားတယ်တကယ်တော့ကျတော့သူခုတ်ခက်လန်ကိုမရှုံးအောင်ရွေးကောက်ပွဲကိုထိန်းထားလို့ဟန်ချက်ညီညီထိန်းလိုက်လို့ရှိရင်ဥပမာဆိုကြပါစို့ဗျာရွေးကောက်ပွဲမှာသူက26ရာခိုင်နှုန်းနိုင်ရင်ငါတို့ကဆိုးရဖြစ်ပြီဆိုတော့ကျွန်တော်တို့ကသူတို့ကသူတို့တက်မလို့25နဲ့သူမှန်းပြီးတော့26ရာခိုင်နှုန်းနိုင်ရပါတယ်ဆိုတာမျိုးငါတို့နိုင်ပါပါအေးဆေးပါဆိုတော့ပုံစံမျိုးရှော့တွက်ခဲ့ကြပုံရတယ်အဲ့ဒီမှာပြည်သူကပုံဩတာ ဘုံဆိုပုံအော့ထိုင်လိုက်တာအဲ့မှာပွဲရရှုပ်ဘူး NLD နိုင်ပွားရောအဥသက်ရွှေချခဲ့တဲ့ပလန်ကပထမ၅နှစ်ကဦးသိသိဒုတိယ၅နှစ်ကျရင်ဥရွှေမောင်တမရလိုခိုင်းပေါ့ sorry အဲ့ပလန်ရှိပြီလားဒုတိယ၅နှစ်မှာဥရွှေမောင်တမရနော်ဦးသိသိကနာနော်အဲ့လိုပုံစံပလန်ဆွဲပြီးသားဥသက်ရွှေကြီးကဆွဲပြီးခဲ့တာစားလေကမောင်သိသိမင်းတမရလို့ဟိုကဟိုမောင်ရွှေမောင်မင်းကလွတ်တော်ဥက္ကရာလို့သွားဆိုဥရွှေမောင်သူ့ကိုယ်သူတက်ချုပ်ဖြစ်မယ်လို့တမရဖြစ်မယ်လို့မျှော်မှန်းခဲ့တဲ့လူကြီးကရင်ဝအောင်ဆောက်ကန်လို့ခံစားရတယ်ရင်းနဲ့မကောင်းဘူးပြတ်သူကတော့အဲ့လိုကနေပြီးတော့နောက်ဆုံးမှာဥရွှေမောင်ကြီးကပါတီအစ်စ်ထောင်ရဲ့အထီလို့ဖြစ်ကုန်တာ ဒါတွေကဒီဒီဇလန်းတွေရှိပြီလားအဲ့ place တိုင်းသွားမယ်ဆိုရင်ဦးဦးသိန်းစိန်၅နှစ်တမနာပြီးရင်ဦးရွှေမန်၅နှစ်တမနာနဲ့သွားလိုက်လို့ရှိရင်၁၀နှစ်ဆိုလို့ရှိရင် NLD ဝယ်လာရင်တော့မှပဲ institution ကတိဆောက်သွားတဲ့အတိုင်းပြည်ရေဖွေးပြတဲ့လမ်းကြောင်းတွေအများကြီးတက်သွားလိမ့်မယ်။နောက်၅နှစ်ကိုတို့ပော့ခဲ့ပုံပေါ်အဲ့မှာသွားပါသွားပါသွားပြီးနောက်ဆုံးတော့တို့တို့ရှုံသွားတာပေါ့ကလန်ရှုံသွားတယ်။အဲ့တော့ NLD ကတက်လာ2020ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အရာဖြစ်တယ်ဆိုတော့ you know อ่ะဥသိမ့်စိန်တမ္ပဒဖြစ်မဲ့ပြီးဥရွှေမန်းတမ္ပဒဖြစ်လာမယ်ဆိုတဲ့ပုံစံမျိုးနဲ့ခွေဝဲစာတန်းရွှေကနေမှအစီအစဉ်လုပ်ခဲ့တယ်လို့ပြောတယ်ဆိုတော့သိမ့်စိန်ကတမ္ပဒဖြစ်တဲ့အချိန်မှာရွှေမန်းကလွတ်တော်ဥက္ကဋ္ဌဖြစ်မယ်ဒါတွေကပြည်သူတွေရဲ့ထောက်ခံခြင်းပြည်သူတွေရဲ့လှုပ်ဆောင်ခြင်းမဟုတ်ဘဲနဲ့တနက်ပြောင်းဝါနဲ့အာနာနဲ့ပြပြီးမှသိမ့်စိန်ကိုတမ္ပဒခန့်နိုင်တယ်ဆိုတာဟာဒီနေ့ရှင်းရှင်းလင်းလင်းကြားရပြီဖြစ်တယ်ခွေဝဲစာတန်းရွှေကနေမှ တိန့်စင်ကိုတမဒတာမခန့်ခဲ့ဘူးဆိုလို့ရှင်တော့ဥရွှေမန်းလည်းတမဒဖြစ်ဖြစ်မဖြစ်ကားချုပ်ဖြစ်မယ်ဆိုတဲ့ပုံစံနဲ့တူမန်းထားခဲ့တယ်ဒါပေမဲ့ တန်းရွှေကတော့နေကတော့နောက်တမ်းတခုမှပဲနေတမ်းမသားလို့အခုကတော့တိမ့်စင်အရင်တမ်းသားလို့မယ်နေကတော့လွတ်တော်ဥက္ကဋ္ဌလောက်ပါဆိုပြီးမှပြောလိုက်တဲ့အတွက်ကြောင့်ရွှေမန်းကစိတ်နာတာပေါ့နော်သူကဒီကနဲ့ထွက်ပြေးမှသူတီတန်ပါတီကိုတီထောင်ခဲ့တယ်ဆိုတဲ့အကြောင်းပြီးနောက်တစ်ခုကတော့တိမ့်စင်ဆင်းပြီးတဲ့အချိန်မှာတင်အဲတို့ကတမရဖြစ်လာဖို့ရအတွက်ရေရွယ်တဲ့အတွက်ကြောင့်ဒီပြီးခိုင်ဖြိုးကနေမှသူတို့ဒီရွေးကောက်ပွဲမှာပါဝင်ခဲ့တဲ့အခါမှာသူတို့ထင်တာကတော့အနည်းဆုံး20 26ရာခိုင်နှုန်းကတော့ပြည်သူစီကမဲရမယ်ပြီးရင်လွတ်တော်မှာရှိတဲ့25ရာခိုင်နှုန်းတော့ခွေးတွေကသူတို့ကိုမဲပေးမယ်ဆိုလို့ရှိရင်တော့သူတို့ကဆူဆုံဆူဆုံအောင်မယ်ဒါကြောင့်မို့ပဲမဲမခိုးဘူးတကယ်လို့မဲခိုးမယ်ဆိုလို့ရှိရင်လည်းပဲလွယ်လွယ်လေးပဲလို့သူပြောတယ်ဆိုတော့ဆိုလိုချင်တာဒီတကယ်လို့ဒါသူတို့ကနိုင်မယ်လို့ဒါမထင်ခဲ့ဘူးဆိုလို့ရှိရင်မဲခိုးမယ်နော်ဒါပေမဲ့ဒီတင်အေးကတော့သူတို့နိုင်မယ်လို့ထင်လို့ လုံးဝမဲမခိုဘူးတကယ်ပွင့်ပွင့်လေးလေးမမှန်ကန်ကန်နဲ့တို့ကလုတ်တယ်ဒါကြောင့်မို့ရှုံးသွားတယ်26ရာခိုင်နှုန်းမရပဲနဲ့ပြည်သူဒီအားလုံးကဒေါ်အောင်ဆန်းစုကြည်ကိုမဲပေးတယ်လို့သူကတော့မူဝန်ခံရဲဘူးဒါကြောင့်ပြည်သူဒီကနေမှပုံအောပြီးမှမဲထဲလိုက်တဲ့အတွက်ကြောင့်ဟိုဘက်ကအောင်သွားတယ်လို့ပြောတယ်ဆိုတော့ဒါကဒေါ်အောင်ဆန်းစုကြည်ပဲလေနော်ဆိုတော့ဒီနေ့ကဒေါ်အောင်ဆန်းစုကြည်ကိုဒီခွေးကျော်မျိုးမင်းကလည်းခဏခဏမဲခိုးတယ်လို့ပြောတယ်ဆိုတော့အခုတူပါဇက်ထဲတူ ွားပြောလာတင်နေတို့က26ရာခိုင်နှုန်းရမယ်လို့ထင်ခဲ့တယ်မရဘူးဒါပေမဲ့ပြည်သူတွေကအပုံအောပြီးမှဟိုဘက်ကိုမဲပုံပြီးမှထိပေးလိုက်တယ်လို့ပြောလိုက်ကြတဲ့ကတော့အောင်ဆန်းစုကြည်ဟာမဲမခိုးဘဲနဲ့နိုင်တယ်လို့ပြောတဲ့သဘောဖြစ်တယ်ဆိုတော့ခဏတော့ကသူပြောသလိုဒီ26ရာခိုင်နှုန်းရမယ်လို့ဒါတို့မထင်ခဲ့ဘူးဆိုလို့ရှင်တော့မဲခိုးမယ်ဘာကြောင့်လဲဆိုတော့ခဏတော့သူပြောတယ်မင်းခိုးမယ်ဆိုလို့ရှင်လဲလွယ်လွယ်လေးပဲလို့ပြောတယ်ဆိုတော့ ကိုယ်စိတ်နဲ့နိုင်ရင်ရိုင်းတယ်ဆိုတဲ့စကပုံကဒီလိုမျိုးထဲကလာတာဖြစ်တယ်ဆိုတော့သူတို့ထင်တာကတော့သူတို့ကိုပြီးသူတွေကြိုက်တယ်လို့သူတို့ထင်တာတကယ်ကြတော့သူတို့က26ရာခိုင်နှုန်းလုံးဝမရရှိခဲ့ဘူးဒါကြောင့်မို့ပဲဒီလွတ်တော်မှာရှိတဲ့25ရာခိုင်နှုန်းတော့ခွေးတွေကနေမှအားလုံးမဲပေးရင်လည်းသူတို့မနိုင်ပဲနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကပြီးသူတွေထဲ့ပေးတဲ့မဲကြောင့်တောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့အတွက်ကြောင့် NFT ပါတီတွေကအနိုင်ရရှိခဲ့တယ်ဆိုတာကအခုဘောမကနေမှတရေ ဝန်ပါဇက်ကနေမှငါဝန်ခံပါတယ်လို့ဆိုတဲ့စကားကို မပြောပေမဲ့သူ့ပါဇက်ကနေမှဒီပြည်ခိုင်ဖြူတွေမနိုင်ဘဲနဲ့တဖက်ကိုပြည်သူတွေကနေပုံအော်ပြီးထဲလိုက်တယ်လို့ပြောကြတဲ့ကဒေါ်အောင်ဆန်းစုကြည်ကပြည်သူတွေမဲထဲလို့အနိုင်ရတယ်ဆိုတဲ့သဘောဖြစ်တယ် နော်ဒါပေမဲ့ခွေးချဖို့ကနေမှအာနာတိတ်လိုက်တဲ့အတွက်ကြောင့်သူတို့ကမန်ကန်တဲ့စကားကိုပြောချင်ပေမဲ့သူတို့မပြောဘူးနော်ဒါကိုသူတိရတားနဲ့တော်အောင်ဆန်းစုကြည်ကိုမဲခိုးတယ်မဲခိုးတယ်ထောင်ပေါင်းများစွာ သူ့ရဲ့ဒီခွေးလော်ဘီဌာနကနေမှတူအော်နေတာဖြစ်တယ်ပြီးတော့တန်းရွှေကတိမ့်စိန်ပြီးရင်ရွှေမန်းလာမယ်ဆိုတော့ဒီ၁၀နှစ်လုံးလုံးကိုသူတို့အုပ်ချုပ်ဖို့ရအတွက်အစီအစဉ်ထားတယ်ဆိုတော့ တမရဖြစ်ဖို့ကတန်းရွှေရဲ့လက်ထဲမှာရှိသလားပြီးသူရဲ့လက်ထဲမှာရှိတာမဟုတ်ဘူးလားဒါကြောင့်မို့တန်းရွှေစစ်စင်ခဲ့တဲ့အတိုင်းမဖြစ်လာတဲ့အတွက်ကြောင့်ဒီနေ့နင်းတို့ဟာတော့အောင်ဆန်းစုကြည်ကိုထောင်ထဲကိုချလိုက်တယ်ဆိုတာဟာရှင်းရှင်းလင်းလင်းလေးပဲ နော်ဆိုတော့ဒီနေ့ဘောမတွေအားလုံးနင်တို့ LPD ကမတိပဲနဲ့ဒေါအောင်ဆန်းစုကြည်မဲခိုးတယ်မဲခိုးတယ်လို့ပြောတာအခုဒီညနင်တို့ကြားပြီနော်ကြိုတင်ပြီးမှနင်တို့တွေးဆထားတယ်နင်တို့တွေးဆထားတဲ့ဘောင်ထဲမှာမဝင်လာတဲ့အတွက်ကြောင့်ဒေါအောင်ဆန်းစုကြည်နဲ့ဘာတမ်းတော့ဦးဝင်းမြင့်ဟာထောင်ထဲမှာတစားကန်အနေနဲ့ဝင်ရချင်းဖြစ်တယ်ကိုကိုတိုင်းတည့်ရဲ့သားနဲ့မမမကန်တဲ့ဘက်ကိုရက်ပြီးမှတပားသူကိုအတင်းချနိုင်တယ်ဆိုတာကတော့ တော်ယုံတန်ယုံနေတဲ့ဇာတော့မဟုတ်ဘူးเนาะဆိုတော့အခုကျွန်တော်တို့နောက်တွင်တပုတ်နေတဲ့ကတော့ဗီဒီယိုတူတူလေးကိုနားထောင်ကြည့်ရအောင်เนาะတက်လာတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ကြည့်လိုက်တဲ့ခါမှာစပေးရှောင်းနေလို့တို့ကပြောပြီးမဲ့အထက်မှာ KIP PDF တွေတနက်တွေတကားကနေအဲ့ ID အဲ့ဒီအရသားတွေနဲ့အတူရှိနေတယ်ဆိုတော့စပေးရှောင်းဒီပါလို့တစ်ဖက်ကပြောပြီးမဲ့ပွင့်လင်းပြောရင်တော့ KIP PDF ကတစားကန်လောက်ထားတယ်လို့ကျွန်တော်ကမြင်တယ်ခင်ဗျားပွင့်လင်းပြောရင်စစ်တိုက်ချင်းလွတ်လွတ်ကျွတ်ကျွနေရာတော့တိုက်ဒီစပေးရှောင်းနေရာမှာသူလာပြီးလူလာလူလာစုစရာလည်းမလိုရှိစရာလည်းမလိုမရှိသေးဘူး ရှိနေတယ်ဆိုတာဘာလဲဆိုတော့ဗမော်မှာဖြစ်နေတဲ့အခွဲတွေမှာသူတို့စစ်တပ်ကလေနဲ့ဘုံကျဲရတာလက်နဲ့ကြီးနဲ့ပြစ်တာတွေသူတို့မခံနိုင်တော့တဲ့ခါကျတော့ပြည်သူလူထုကြားတဲ့ပြေးဝင်တာသူကြောက်တာစစ်တပ်ကအခုချိန်ထိပြည်သူလူထုကြားတဲ့ပြေးဝင်တာမရှိဘူးစစ်တပ်ကစစ်တပ်ကသူ့စစ်စခန်းမှာပဲသူနေတာမင်းတိုက်ချိန်စစ်စခန်းလာတိုက်တိုက်သူကချက်သူချက်ကိုချက်အဲ့ဒီ KIA PD ကကျတော့အရသာပြည်သူလူထုကြားတဲ့နေဝင်တိုက်တယ်စစ်တပ်ကပြန်ပြစ်တဲ့ခါကျတော့အရသာပြည်သူလူထုပြစ်ပါတယ်အော်ရောဆိုတော့လက်နဲ့ကြီးကြပြီးတော့ထိသွားတော့ထိရောတဲ့ပြည်သူလူထုတော်တော်စိတ်မကောင်းဖြစ်တယ်ဘာလို့ဗမော်မျိုးကနေပြီးတော့ထွက်ပြေးဖို့ကြိုးစားတော့လေအပြေးမခံတော့ KIA ရဲ့ပိတ်ထားတယ်ဒဇာကန်လုထားတယ် အခု PDF တွေ KIA တွေကဘာလို့လဲတနက်တွေတခါကနေအဲ့ဒီစစ်ပေးဆောင်ဆိုပြီးပြောတဲ့အဲ့ဒီဖုန်းကြောင်းထဲမှာသူတို့ကဝင်ပြီးတော့နေနေတယ်စစ်တပ်ကဒီကောင်တွေတပုံတွေရှိတယ်ဆိုတော့တိလို့လေလက်နဲ့ကြည့်တဲ့ပြည်ပြည်ကိုအမအရသာပြည်သူကညက်ပြီးထိအောင်ပြည်သူတို့ပခုံးတွေပေါ်တနက်တင်ပြီးတော့စစ်တပ်ကိုတိုက်ဖို့ကြိုးစားတာပဲအဲ့ဒါကိုလုပ်ပြီးတော့သူတို့ကသူတို့ပြောတော့စစ်ရဆွဲဘာလို့လျှောက်ပြောတယ်တကယ်တော့ကျတော့သူတို့ကျူးလွန်တဲ့စစ်ရဆွဲပဲဘာလို့စစ်တိုက်မယ်ဆိုရင်ပြည်သူတို့မရှိတဲ့နေရာမှာတိုက်တာကောင်းဆုံးပြည်သူတို့ရှိတဲ့နေရာမှာတိုက်နေတာဟာသွေးကြောင်ပါပဲတတိမရှိရပဲပုံးလည်းပြောတာအဲ့ဒါ KIA PDF ကိုဘာလို့လို့ဆိုဘယ်လောက်ချောက်လဲဆိုတာ ေါ်လာဒီကောင်ကအချောက်ကြီးပဲ6လို့ပြည်သူလူထုကြားထဲသွားနေတာတတိသိရှိရင်စစ်တပ်စခန်းဒေတာရမှာဒါပေမဲ့သူတို့မလုပ်ရဘူးအခုဒီကြုံမျိုးမြင်ပြောထားတဲ့ဗီဒီယိုကိုတချို့ကြတော့ကြည့်ပြီးသားဖြစ်လိမ့်မယ်တချို့ကြတော့မကြည့်ရသေးတဲ့သူရှိလိမ့်မယ်ဆောက်အောင်တော့အောင်ထဲမှာစစ်ခွေးတွေဘုံကျဲပြီးမှလူဒီအော်နေကြတဲ့အတန်းတွေကြွားတို့ကြားရတဲ့ဗီဒီယိုတစ်ခုကိုကြွားတို့တွေ့ရလိမ့်မယ်ဧပြီလ29ရက်နေ့တုန်းကလက်နက်ချအညံ့ခံလာတဲ့ ခွေးတင်တဲ့အတူစစ်ခွေးမိသားစုဒီကိုထားတဲ့နေရာဖြစ်တဲ့ဒါကဖုန်ကြီးကျောင်းဖြစ်တယ်ဖုန်ကြီးကျောင်းဆိုပေမဲ့ဖုန်ကြီးလည်းမရှိတော့ဘူးဘဒုမှမရှိတော့တဲ့အဆောက်အုံတို့အခုထဲမှာကျွန်တော်ထားတာဖြစ်တယ်မေလရှိရနေတုန်းကမနက်အစောကြီးမှာခွေးတွေကဒီမှာဘုံလာကျဲသွားတယ်ဘုံလာကျဲသွားတဲ့အတွက်ကြောင့်မေလရှိရနေမှာပဲကျွန်တော်ကအဲ့ညောင်ပြည်ရက်ကနေမှာတနေရာကိုပြောင်းလိုက်တာဖြစ်တယ်ဆိုတော့အဲ့မှာကလက်နဲ့ချအညံ့ခံလာတဲ့ခွေးတွေရှိတဲ့အတွက်ကြောင့် ရှေ့တန်းမှာတိုက်ပွဲဝင်ရမှာဖြစ်ပေမဲ့ KAD နဲ့အတူပူပေါင်းတော်လိုင်းရဲ့တချို့တော်သူတွေကအဲ့မှာခွေးတွေကိုစောင့်ပေးနေရတာဖြစ်တယ်။ဆိုတော့စစ်ဆောင်တို့လည်းပြောသေးတယ်ဒီမှာ KIA နဲ့ PDF တွေရှိတယ်လို့ပြောတယ်။စစ်ဆောင်တွေဒီမှာမရှိဘူးဘလို့နဲ့စစ်ဆောင်တွေကစစ်မြေပြင်သားမှာရှိမှလဲအုံနောက်မရှိကြဘူးလားစစ်ဆောင်တွေကဟိုးတခြားမြို့ရွာတွေမှာပြောင်းသွားပြီစစ်ဆောင်ပါတယ်ဆိုနေမှာစစ်မြေပြင်နဲ့နားမှာရှိမလားအုံနောက်တည်းရှိအောင် နော်အပရလ26ရက်နေ့တုန်းကညံ့ခံလာတဲ့နင်းတို့ရဲ့စစ်ခွေးတွေဖြစ်တယ်နင်းတို့ရဲ့စစ်ခွေးမိသားစုတွေဖြစ်တယ် ပြီးလို့ရှိရင်နောက်တစ်ခုကဘာပြောလဲဆိုတော့စစ်ခွေးတွေကသူတို့ရဲ့စစ်တပ်ထဲမှာရှိတယ်ဒါကြောင့်စစ်တိုက်မယ်ဆိုလို့ရှိရင်တော့စစ်ခွေးတွေရှိတဲ့နေရာကိုလာတိုက်ကြပါလို့ပြောတယ်ဒီနဲ့ကျွတ်ရ KIA နဲ့အတူဒီနဲ့လက်နက်ကိုင်းတဲ့တော်လန်ရဲအားလုံးတွေဟာမြေပြင်ကနေမှပဲတိုက်ခိုက်ခဲ့တယ်နင်းတို့ကသာတရေဘောကြောင့်အကြောက်တရားမြေပြင်ကနေတောင်မဆင်းနိုင်ပဲနဲ့အပေါ်ကနေလေရင်ပဲပြစ်ချရတာလေဒါကိုပါလဲတတ်သိရှိတယ်ဆိုလို့ရှိရင်တော့ ကောင်းကောင်းလေးတိုက်ပွဲဖော်ဆောင်ပါလို့ပြောတယ်။ပြီးလို့ရှင်ဘူချုတ်ကမောကိုလည်းပဲအချောက်လို့ပြောတယ်။ဆိုတော့ဘူချုတ်ကမောအချောက်ဆိုတာနင့်အမေပြောတာလား။ဒါမှမဟုတ်နင့်သမီးပြောတာလား။ဘူချုတ်ကမောအချောက်ဟုတ်မဟုတ်ကတော့နင့်အမေနဲ့နင့်သမီးပြောမှာပဲ။ နင်းတိလိုက်မယ်ဆိုတော့နင့်အမေကိုကောင်းကောင်းမေးကြည့်လိုက်ဒါမှမဟုတ်နင့်သမီးငငယ်လေးကိုမေးကြည့်လိုက်ဘူချုပ်ကမောဟာတကယ်ပဲအချောက်ဖြစ်သွားပြီလားလို့နော်တကယ်လို့ဒါဘူချုပ်ကမောကအချောက်ဖြစ်တယ်ဆိုလို့ရှိရင်နင့်မအေကိုထိဖို့နင့်သမီးလိုမျိုးဘောမရဲ့သမီးဖြစ်တဲ့အတွက်ကြောင့်မို့သူကမထိချင်တဲ့အတွက်ကြောင့်သူအချောက်ရောင်ဆောင်တာပဲဖြစ်နိုင်လိမ့်မယ်နော်ဒီနဲ့ကျတော့ဘူချုပ်ကမောဟာအချောက်လားမချောက်ဘူးလားဆိုတော့ကိုနင့်သမီးနဲ့နင့်မေအေပြောပြလိုက်မယ်เนาะတိတ်မရိုင်းချင်ဘူး တတ်သိရှိတယ်ဆိုလို့ရှိရင်တော့နေစခွရှိတဲ့နေရာမှာလာတိုက်ပါလို့ပြောရင်ဒီနဲ့ KIAD ဘဲမှာရှိတယ်လေတိတယ်လေနင်းတို့လာချလေတတ်သိရှိသလားဒီ27ရဲ့နောက်ပိုင်းကနေနင်တို့ကနေ့တိုင်းနေ့တိုင်းလေရင်နဲ့ပဲစစ်တိုက်တာလေအရင်တော့ကဆိုလို့ရှိရင်နင်တို့ကစစ်ရှုံးခါနီးကြမှာပဲလေရင်ခေါ်လို့လေရင်လာတယ်အခုကအစကနေအဆုံးထိနင်တို့လေရင်နဲ့ပဲတိုက်တာလေမရှက်ဘူးလားယွန်းဆရာတိုက်ကောင်းတယ်နင်တို့က ဆိုတော့တိတ်မပြောချင်ဘူးเนาะအခုဒီဗီဒီယိုဖိုင်ကိုဘောမကျော်မျိုးမင်းနင့်ကြည့်ပြီးပြီဆိုတော့အခုဒီဘောမမနင့်တို့ဘောမဒီရဲ့ဗစက်ထဲကအောင်နိုင်တယ် Telegram ထဲမှာအောင်နိုင်တယ်ဆိုတဲ့ဥစ္စာကိုနိုင်ရှင်ကြည့်ပါဒီအဆောက်အုံထဲမှာအခုနီမီရတဲ့လူအပြုံကြီးဟာညံ့ခံလာခဲ့တဲ့စစ်ခွေးတွေနဲ့စစ်ခွေးမိသားစုတွေဖြစ်တဲ့ဘလောက်များတယ်လဲဆိုတော့အခုနင့်တို့မြင်ရပြီเนาะ တိတ်မပြောချင်ဘူးဆိုတော့အခုကျွန်တော်တို့နောက်သတင်းတစ်ပုဒ်ကိုထပ်ပြီးမှနားထောင်ကြည့်ရအောင်တဲ့သတင်းထဲမှာလေလုံးကွဲအောင်စကားမပြောတတ်တဲ့နောင်တော်ကဗာပြောလာ KIAD နဲ့ KIAD ရဲ့လက်အောက်ထဲမှာရှိတဲ့ PDF တွေကဖုံးကြီးတတ်တယ်လို့ပြောတယ်ဆိုတော့တကယ်စစ်မှန်တဲ့ဗုဒ္ဓဘာသာတွေကိုကျွန်တော်တို့မတတ်ဘူးဒါပေမဲ့ကဒုံတီမှာတင်ကန်းချုံလက်ကြောမတင်ပဲနဲ့ဟောင်းပွားဟောင်းပွားလုပ်နေတဲ့သူစစ်ခွေးကိုထောက်ခံနေတဲ့ กระดงนี่ก็တော့ตัดเตဆိုတော့ကိုမမဲနဲ့ဆိုတော့ဒီกระดงရဲ့ဘာဟောင်းသွားတယ်လဲဗီဒီယိုကြည့်အောင်เนาะ yes เจ้าตัดဖို့อ่ะด้วยนี่ไปดิโลปอกโลเปยซาโลโหวาโลกะเลกะเฉดิโลลุโลตัดโลไม่อยากอูခင်ဗျားတို့ PDF ထဲမှာဘာမှမဟုတ်တဲ့ကောင်လဲဘိုကြီးဖြစ်လို့ဖြစ်ဘိုကျုပ်ဖြစ်လို့ဖြစ်အာလွတ်တော်မှာထဲမှာဘာတမ်းပညာမှမရှိတဲ့ကောင်ရောက်လို့ရောက်လို့လုံးလို့မရဘူးဗျเนาะဘိုကြီးတယောက်လှုပ်ချင်တဲ့ဆိုရင်တောင်မှဒီရေးစေးအကြောင်းနေတက်ချင်တဲ့ဆိုရင်တောင်မှ အမှတ်300ကျော်ဖြစ်မှာ340 330 320ဖြစ်မှာထဲတန်းမှာအမှတ်ကောင်းကောင်းရမှာစစ်ဖို့တယောက်ဆိုတာဖြစ်တာအဲ့လိုအမှတ်ကောင်းကောင်းရမှာဒီတဲစီကြောင်းကြီးတို့တက်လို့ရတာစာတက်ပညာတတ်ဒီဘဝကနေမှာဗိုလ်ချုပ်တွေဆိုတာဖြစ်လာတာဘာပညာမှမရှိဘာရည်ချင်းမှမရှိနဲ့ဗိုလ်ချုပ်ဖြစ်မလာဘူးတိုင်မှုဖြစ်မလာဘူးဗိုလ်ကြီးတွေဖြစ်မလာဘူးဘီဝမှုတွေဖြစ်မလာဘူးကာနယ်တွေဖြစ်မလာဘူးဂျီဝိုင်းတွေဖြစ်မလာဘူးဂျီတူးတွေဖြစ်မလာဘူးဂျီတရီးတွေဖြစ်မလာဘူး အဲ့ဒါကိုကိုကိုစဉ်းစားကြနီပိနေရဲ့နီပိနေရဲ့ပိရင်လည်းပိနေလို့ပြောတာခင်ဗျားတို့ကလုံးဝလုံးဝလက်မခံဘူးเนาะစာကြည့်ပါစာကြည့်ပါဆိုတော့အင်ခေါမိုးတော့အဲ့ကြည့်တယ်လို့အဲ့လိုဖြစ်နေခင်ဗျားတို့နီပိနေရဟုတ်လားဗမော်လည်းပါတဲ့နိုင်နေပြီတဲ့အခုလုံးတိမ့်ပိုက်သွားပြီတဲ့တက်တိုင်ရင်တခုပဲကြံတော့တယ်တဲ့ဟိုမှာတိုက်နေရတဲ့ KIA တွေ KIA တွေအတွက်တီးပေးရတဲ့ PDF တွေပြီးလို့ပြီးနောက်ဆုံးလို့နောက်ဆုံး ဥမာခေရရင်ကောင်းကြီးကြီးတွေသေလို့သေသေသေးချာချာလေးလားဂျင်းနေမကျွေးနဲ့ဂျင်းနေတားမထဲနဲ့ဥမာလူလဲနဲ့သေးတာရေမနေဘူးပြေပကသဇက်စပီကပြေဖြက်တွေကိုသိရလားမိုင်းမတိုက်နဲ့အစိမ့်မခန့်နဲ့အမှန်တရားတွေကိုပြောတရင်ကိုအမှန်တရားတွေကိုချပြဗါတဲ့တပိတ်ချင်းမှာတဲ့စစ်မဖြစ်ဖဲနဲ့တဲ့ဒီမအလာတက်ကပေါ့ဗျာဘုံကျဲတဲ့ဘာပြောကျဲတယ်ပေါ့နော်။အော်နေမီပြန်ယူနေပါလေဆိုမှပဲ။ စစ်မဖြစ်ဖဲနဲ့ပြောရဲရှိသေးရဲ့နော်ပြည်သူတွေရဲ့နေရာကိုအကျန်းဖက်တွေစီကပြန်ယူတယ်အဲ့တော့အကျန်းဖက်တွေကိုခြေမုံနဲ့အဲ့ဒါဘာဆန်းလဲအကျန်းဖက်တွေရှိတဲ့နေရာကိုပြည်သူတွေကိုဒုက္ခပေးတဲ့နေရာတွေအားလုံးကိုငြင်းချမ်းအေးချမ်းမှုဆိုရင်အဲ့ဒီနေရာတွေကိုအကျန်းဖက်တွေမရှိမှအဲ့တော့အဲ့တာဝန်တွေလောကမှာတမတော်ရဲ့အလုံးဖောက်ခံမှာပြည်သူတွေရဲ့အလုံးလို့ဟုတ်လားနေဘောကြောင်မဲသူပြည်သူတွေကအရှင်ဖရာပေါ့နော်ကျောင်းမဖွင့်ခင်လေးတပည့်တော်တို့ဒီနေရာလေးတွေကိုတဲ့ ကြောင်းပြန်ပြီးမှလုတ်ပြင်ပိုကောင်းပါပဲဖျားတဲ့ဒီငပောက်ပြောသွားတဲ့ထဲကနောက်ဆုံးကနေမှအရင်စပြောချင်တယ်ဒါပါလေဆိုတော့အခုသူပြောသွားတဲ့ကြောက်မင်းနဲ့တီဘောဘက်ကပြီသူဒီကနေမှအရှင်ဖျားဒီကြောင်းပြန်ဖို့နဲ့အခါမှာဆိုပြီးမှပြောသွားတယ်လို့ပြောတယ်ဆိုတော့ဖျားဆိုတာဟာ လူထက်မြင့်မြတ်တာကိုမှကျွန်တော်ကဖျားလို့ခေါ်တယ်။ကို့လောက်တောင်စိတ်သက်ပိုင်းဆိုင်ရမှအဆင့်အတန်းမရှိဘဲနဲ့ကို့လောက်တောင်မှနှလုံးသားဖြူစင်မှုမရှိတဲ့ဒါမျိုးကတော့ကိုငိုတော့ကဖျားလို့ခေါ်လို့ရှိရင်တော့လောကကြီးထဲမှာရှိတဲ့လူတိုင်းဟာဖျားဖြစ်သွားပြီ။လောကကြီးထဲမှာလူဆိုးဆိုတာကိုမရှိတော့ဘူး။ နော်ဒီနဲ့ငါငါပေါ့ဘလို့ပြောဆိုတယ်လဲဆိုတာတော့ကျမတို့အားလုံးသိပြီးသားဖြစ်တယ်။သူပြောဆိုသွားတဲ့စကလုံးတချို့ဆိုလို့ရှိရင်ကျတော့ရိုးရိုးတာမန်လူရီတောင်မှမပြောတဲ့စကလုံးတွေကိုသူပြောသွားတာဖြစ်တယ်။ ။ဆိုတော့အခုဒီ DSA ចောင်းစင်းတဲ့လူတွေကဆယ်တန်းမှာအမတ်များကြီးနဲ့အောင်တဲ့သူတွေပညာတတ်တဲ့သူတွေပဲဘူကြီးတွေဖြစ်တယ်ဘူမူးတွေဖြစ်တယ်တတ်မှတ်မူးတွေဖြစ်တယ်ဘူဟာမူးတွေဖြစ်တယ်ပေါ့နော်အမမူးတွေကြီးပဲဖြစ်နေကြတယ်ဒီဆိုလို့ရှိရင်ဒီနဲ့နင့်တို့မှာပညာမရှိနင့်တို့ကတင်ညာရှိတာမြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာကြက်နိုင်တဲ့သူက အမတ်မြိုင်းတဲ့အောင်မှာပဲဒီအကြောင်းသားဟာကောင်းကောင်းလေးနားလေတရာသဘောပေါက်သလားဆိုတာကို base တောက်ဆက်ဆက်မမဒီလိုမျိုးမစစ်ဆဲဘူးစံပွဲဖြေလိုက်တဲ့အမတ်များတယ်စတော့တယ်ဒါပဲဆိုတော့ဒီနေ့ DSA အကြောင်းစင်းတွေကပညာတတ်တဲ့အတွက်ကြောင့်ဘူမူဒီဘူဟာမူဒီတိုင်းမူဒီဖြစ်လာတယ်ဆိုလို့ရှိရင်ဒီနေ့ပညာလုံးဝမတတ်ဘူးလို့နင်တို့ပြောနေတဲ့ PDF ဒီမဖတ်နိုင်တဲ့အဆင့်တည်းအခုမှမရှိဘူးသူယူစတာမဆိုလို့ဘူးတိုင်းမူဒူတိုင်းမူ တရက်နှစ်ရက်သုံးရက်ကျဲတပွင့်နှစ်ပွင့်သုံးပွင့်အများကြီးပွင့်အားလုံးကိုဒီနေ့ကျွန်တော်တော်လန်ရဲဒီဘက်ကနေမဖန်စီထားတာဖြစ်တယ်ဆိုတော့ April 9ရက်နေ့တုန်းကနရိုအင်းတော်ကနေမတပိတ်မောက်တဲ့ပြည်သူဒီကိုညင်ပန်းနေဆက်ခဲ့တဲ့နရိုရဲ့ခွေး DSA ကျောင်းစင်ပညာတတ်ကျွန်တော်ဖန်စီထားတယ်နော်တိပါတယ်เนาะဆိုတော့ဒီနေ့ PDF ဒီကစာမတက်ဘူးလို့ပြောရအောင်ဒီ PDF လောက်နှစ်မှာဆင့်ရှိသလားငါပေါ့ ြီးလို့ရှိရင် PDF တွေဆိုတာဟာကို့သမင်းကိုစားပြီးတော့ကို့ရဲ့လွတ်လပ်ရဲ့အတွက်တိုက်ပွဲဝင်နေကြတာဖြစ်တယ်အခုနင်းကကိုစားဖို့သမင်းတောင်နင်းရှာစားတတ်တလားကိုမျိုးစို့ဖို့ရန်အတွက်သမင်းတောင်နင်းသူများကြွေးလို့ပဲနင်းစားနေရတာမဟုတ်ဘူးလားပြီးလို့ရှိရင်အခုဒီဗမော်မှာလည်းကျတော့ပီတော်လာရဲတွေကတော့အများကြီးရှုံးတယ်ဒါပေမဲ့ပြပမှာရောက်နေတဲ့စပီကာတွေက တရင်မှာပဲပြောပါဂျင်းမထဲနဲ့မိုင်းနေမထဲနဲ့လို့ပြောတယ်ဆိုတော့ဒီနေ့ပီပါကစပီကာတွေအားလုံးဟာအောက်ခြေမှာဖြစ်ပျက်နေတဲ့တော်လန်ရဲဒီရဲ့တည်င်းနဲ့ကိုအတိအကျရလို့ကျမတို့ပြောချင်းဖြစ်တယ်နင်းတို့လိုမျိုးစက်တရဲတုံးဘောမနေတာမဟုတ်ဘူးတော်လန်ရဲအတွက်ပြောနေတဲ့သူအားလုံးဟာတယောက်မှ PDF တွေပဲဖြစ်ဖြစ်တိုင်းရင်သားလက်နက်ကိုင်းတွေရဲ့ဘောဖြစ်ဖြစ်ဘဒုရဲ့ဘောကိုမှမကင်ဘူးကျတော့ဂျင်းထဲဖို့နေနေတာတာ အမှန်တရားတော့ပြောလို့မကုန်ဘူးပြီးတော့နောက်တစ်ခုကတော့အခုဒီ debate ကျင်းနေမှာအဘုံကြီးတိုက်ခိုက်တဲ့ဥစ္စာကိုလည်းပဲပြည်သူလူထုတွေရဲ့နေရာကိုအတန်းဖက်တွေယူထားတဲ့အတွက်ကြောင့်အတန်းဖက်သမားတွေကိုတိုက်ခိုက်ပြီးမှပြည်သူတွေရဲ့နေရာကိုယူရမယ့်တာဝန်ကစစ်ခွေးတွေရဲ့တာဝန်ဖြစ်တဲ့ပြည်သူတွေကတော့စစ်ခွေးတွေကိုထောက်ခံပေးရမယ်လို့ပြောတယ်ဆိုတော့ပြည်သူဆိုတာဘာလဲ တော်လန်ရဲဆိုတာဘာတူလဲတော်လန်ရဲတွေကကျတော့ပြည်သူတွေလေဒါကြောင့်မို့ပဲတော်လန်ရဲတွေအောင်ပွဲခံလာပြီးပြန်လာလို့ရှင်ဘာတူတွေကျူနေကြတယ်လဲအဲ့ထဲမှာနေတဲ့ယူဟာကလူတွေပဲကျူနေကြတယ်မဟုတ်ဘူးလားဆိုတော့နင်တို့ပြည်သူပြည်သူလို့ပြောနေတဲ့သူတွေကဘာတူတွေလဲဒါကိုဗာလန်ဒီနဲ့နင်တို့စစ်ခွေးတွေကိုထောက်ခံရမယ်ရှက်တက်ရင်တဲလိုက်ပြည်သူတွေအားလုံးစမ်းမပြေရှိကြပါစေ